ကိုလှုပ်ချင်တဲ့အလုပ်တစ်ခုပေါ်မှာကောင်းစွာလုပ်နိုင်ဖို့ကိုယ့်ရဲ့မတိစိတ်ထဲမှာမရောက်သွားနိုင်အောင်လုံးဝမပြောတိတဲ့စကားလေးခုရှိပါတယ်ပထမစကားကောင်းစွာလုပ်နိုင်ပါမလားစားတောင်မစားရသေးဘူးပထမအချိန်နဲ့တင်ကကောင်းရမှာလားစဉ်းစားကြည့်ပါအရန်လောဘမကြီးသွားဘူးလားလူကျင်တဲ့စိတ်အရန်မများသွားဘူးလားကောင်းစွာလုပ်နိုင်နေတဲ့သူကချိန်ပေါက်များစွာလေ့ကျင့်လာခဲ့ပြီးကိုလည်းသူတို့လိုမျိုးလုပ်နိုင်ဖို့စမ်းလုပ်ဖို့စားလုပ်ဖို့ကိုကိုကိုခွင့်ပြုပါကောင်းစွာလုပ်နိုင်ပါမလားဆိုတဲ့နေရာမှာလုပ်နိုင်တဲ့စမ်းလုပ်ကြည့်မယ်ဆိုတဲ့စကားကိုအစားထိုးလိုက်ပါဒုတိယစကား ခက်လိုက်တာစတော့မစားရသေးဘူးဘာမှလည်းမတင်ယူရသေးဘူးဘာမှလည်းမလေ့လာရသေးဘူးပထမအကြိမ်နဲ့တင်ကထက်တယ်လို့ကိုကအဆုံးဖြတ်လို့မရဘူးဘယ်အရာမဆိုပထမအကြိမ်ခက်ပြီးသားပဲလွယ်တဲ့ဆိုတဲ့အရာကကိုအကြိမ်အကြိမ်အခါခါလုံးမတာသူကလွယ်မှာသူတစ်ဖြစ်ကိုရဲ့မသိစိတ်ဒါမှမဟုတ်ကိုရဲ့အောင်းနောက်မကြားအောင်လုံးဝမပြောသေးဘူးကိုခက်တယ်လို့ပြောလိုက်ရင်ကိုအောင်းနောက်တတ်မှတ်တယ်ကိုကနီးလန်းတွေလည်းတင်ယူမှာမဟုတ်လောက်တိုင်းခက်တယ်ခက်တယ်ခက်တယ်ဆိုရင်လည်းလွယ်တဲ့နီးလန်းတွေကိုရှာတွေ့မှာမဟုတ်ကိုရဲ့အောင်းနောက်စီတို့ကိုရဲ့မသိစိတ်စီတို့မရောက်သွားနိုင်အောင်လုံးဝကိုမပြောသေးခက်မဲ့နေရာက ကိုလွယ်အောင်တင်ယူမယ်လေ့ကြည့်မယ်ဇန်လုပ်မယ်ဒီအရာကိုအစားထိုးလိုက်ပါနံပါတ်3ချက်ကသူများလို့လည်းမတော်ဘူးသူများလို့မျိုးမပြောနိုင်ဘာဖြစ်လို့သူများလို့မျိုးရှင်ရမှာလဲသူများတွေကတော်နေတာသူတို့အချိန်ချင်းခါခါဘယ်လောက်ထိလေ့ကြည့်လာခဲ့လဲဆိုတော့သူတို့ရဲ့နောက်ွယ်မှာကိုဘာမှမသိခဲ့ရောက်သူတို့တော်နေတဲ့ရက်သူတို့လောက်နိုင်တဲ့ရက်မှာကိုရဲ့ပထမခြေလမ်းမှာတွားပြီးနှိုင်းလို့မရအောင်သူများလို့မျိုးတော်ကျင်နေဆိုရင်ဘသူနဲ့မှကိုကိုရှင်စရာမလို့ကိုသူများလို့မျိုးတော်ကျင်နေဆိုရင်သူတို့လေ့ကြည့်တယ်လို့သူတို့လောက်တယ်လို့မျိုးကိုကလိုက်ပြီးလောက်ပေးရမယ်။နောက်ဆုံးတစ်ချက်ကကိုကို တန်တရားဝင်တဲ့စိတ်နဲ့ငါရောက်နိုင်ပါမလားအောင်မြင်နိုင်ပါမလားနီလန်မှန်ပါမလားဆိုတာကိုကိုအမြဲတမ်းတန်တရားဝင်နေတည်၍မသိစိတ်ထဲမှာရောက်အောင်အမြဲတမ်းပြောနေတည်၍ကိုကပန်းနိုင်စီရရောက်နေမှာမဟုတ်ဘူးကိုကိုပြန်သုံးသပ်လို့ရတယ်ကိုဘယ်နေရာမှာလိုအပ်တာလဲဆိုတော့ဖြည့်ဆွဲလို့ရတယ်ဒါပေမဲ့တန်တရားဝင်တဲ့စိတ်နဲ့ဒီရနိုင်ပါမလားနော်ရနိုင်ပါမလားနော်အောင်မြင်နိုင်ပါမလားနော်အဲရမှာမဟုတ်တော့ဘူးအဲအဲ့လိုမျိုးထပ်တလဲလဲပြောနေတဲ့အခါမှာကိုကိုကိုယုံကြည်မှုမရှိတာနဲ့အတူတူပါပဲကိုမယုံကြည်တဲ့နယ်ပယ်မှာနောက်ဆုံးကိုဘလို့မှအောင်မြင်မှာမဟုတ်အဲ့တော့ကိုလုံ ုပ်နေတဲ့ကာလအတွင်းမှာယုံကြည်မှုအဖြစ်ရှိရမယ်။ငါသိတယ်၊ငါယုံကြည်တယ်၊ငါလုံနိုင်တယ်၊ပန်းနိုင်ရောက်မှာပဲ။ဒီနေ့မရောက်ရင်နောက်နေ့သူရောက်မှာပဲ။လုံနေသေးတော့သူရောက်မှာပဲ။နီလန်းတော့ရှိမှာပဲ။အဲ့လိုမျိုးယုံကြည်မှုအဖြစ်ရှိတဲ့စိတ်ကိုပေါ်မှာယုံတဲ့စိတ်ကိုအလုပ်ပေါ်မှာယုံတဲ့စိတ်ကိုရဲ့နီလန်းပေါ်မှာယုံကြည်တဲ့စိတ်ဘယ်အရာမှကိုကိုလာသားစီလို့မရတဲ့ယုံကြည်မှုမျိုးကိုမှအပြည့်ဝရှိနေမှာကိုလောက်ချင်တဲ့အရာတွေကောင်းစွာကိုလုံနိုင်မှာသေးကြတယ်။အလုပ်တစ်ခုလုပ်တဲ့အခါမှာအသွေးအခေါ်နဲ့စိတ်ထားကအရှမ်းကိုအရေးကြီးတဲ့နီလန်းကဒုတိယဖြစ်တယ်တိလာ ကေတီကိုတိုင်းတဲ့ဒီလန်းကိုရှောက်လာခဲ့တဲ့ဒုတိယအနေနဲ့နီလန်းဘလောက်ပဲတိထားပါစေအသွေးခေါ်နဲ့စိတ်ထားမှားနေပြီးအဲ့ဒီနီလန်းကိုကိုအကောင်းစွာအတုံးချနိုင်မှာမဟုတ်ကိုလှုပ်ချင်တဲ့အလုပ်တစ်ခုပေါ်မှာအောင်မြင်ဖို့ကောင်းစွာလုပ်နိုင်ဖို့အသွေးအခေါ်နဲ့စိတ်ထားတိချာလေးကိုလေ့ကျင့်ထားပါကိုရဲ့အသွေးခေါ်နဲ့စိတ်ထားမှန်ကန်နိုင်အောင်လေ့ကျင့်ထားခြင်းနဲ့သူကကေတီကိုတိုင်းရေးထုတ်ထားတဲ့အလင်းမြင်အသွေးခေါ်နဲ့စိတ်ထားစာအုပ်ကနဲ့ဖတ်ရှုပြီးတော့ကြည်တုံးနိုင်ပါတယ်စာအုပ်ဝယ်ခြင်းနဲ့သူကအထူးကျေးနဲ့ကေတီတို့ပေးပါမယ်အထူးကျေးအောက်မှာရေးထားပေးပါမယ်ကျေးဇူးတင်ပါတယ်ကိုရှိကေတီ 吧。